အားလုံးပဲမင်္ဂလာပါရှင်။နေ့စဉ်ကျမ်းမာဖို့အတွက်ရေဟာကျမတို့ခန္ဓာကိုယ်အတွက်လေထက်အသက်တမျှအရေးကြီးပါတယ်။ဒါပေမဲ့ဘလောက်ပမာဏတောက်တဲ့တလဲ။ညာလုံးရင်ဘာတွေဖြစ်နိုင်လဲ။မဲလုံးရင်ဘာတွေဖြစ်နိုင်လဲ။ဒီနေ့ဒီဗီဒီယိုလေးမှာကျမနဲ့အတူတူအဖြေတွေအတူတူရှာကြည့်ရအောင်နော်။ ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့အဆိုအရကျန်းမာလူတယောက်ဟာတစ်နေ့ကို ရေနလီတာ3လီတာသို့မဟုတ်ခံခွက်10ခွက်10ခွက်တောက်သုံးသင့်ပါတယ်။ဒါပေမဲ့တင့်ရဲ့ကိုယ်လေးချိန်လှုပ်ရှားမှုအဆင့်နဲ့ရာဒီဥတုပေါ်လဲမူတည်ပါသေးတယ်။တင့်စီအယောင်ကဖြောတော့နေရင်ရေတက်ပြေဝနေတယ်လို့သိထားနိုင်ပါတယ်။ရေကကောင်းနေဆိုပေမဲ့အလွန်ကြုံတော့ရင်အန္တရာယ်ရှိပါတယ်။ ရုတ်တရက်ရေအများကြီးတောင်းမိရင်သွေးထဲကဆိုဒီယမ်တက်နေသွားပြီး hyponatremia လို့ခေါ်တဲ့အခြေအနေဖြစ်နိုင်ပါတယ်။ဒါဟာအုံနောက်ဖောရောင်တာ3လစ်တာအထိဆိုးရွားနိုင်ပါတယ်။ဒါအပြင်ကြောက်ကပ်ကိုဖိစီးစေနိုင်တာမို့သတိထားဖို့လိုအပ်ပါတယ်။ အချို့တွေကရေတောက်နေလွန်းတဲ့အခါခန္ဓာကိုယ်မှာရေတက်ခန်းချောက်မှုတွေဖြစ်လာနိုင်ပါတယ်။ဗစက်ချောက်တာ၊ခေါင်းကိုက်တာအာနေပြီးနှုံးချိနေတာတွေခံစားရနိုင်ပါတယ်။ရေရှည်မှာဆိုဝမ်းချုပ်တာ၊အသားရေချောက်တွေတာ၊ကြောက်ကပ်မှာကြောက်တေတာတွေအထိဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ရေကိုတင်းတင်းမြတ်တာစွာတောက်သုံးပေးခြင်းဖြင့်အမခန့်အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ဇီဝကံမဖြစ်စဉ်တွေညံဆန်စေပြီးခန္ဓာကိုယ်ရဲကအစိတ်အတော့တွေကိုစီးနှစ်ချွေးကနေဆွန့်ထုတ်ပေးပါတယ်။ အသားရည်ကိုစုပြေလှပစေပြီးအဆက်အမြစ်တွေကိုလည်းချုံးငွေ့စေနိုင်ပါတယ်။ဒါကြောင့်မိစဉ်ရေနလီတာမှ3လီတာအထိတောက်ဖို့မမေ့ပါနဲ့နော်။ရေအပြင်သခွားသီးဖျဲသီးလိုရေတက်ကြွယ်ဝတဲ့အစားအစာတွေလည်းစားပေးပါနော်။ဒီလိုနီလန်းလေးတွေနဲ့ရေတက်ပြေဝပြီးကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ဒီဟာတင့်ကျမ်းမာရေးအတွက်အခြေခံကြတဲ့အရာဖြစ်ပြီးမှန်ကန်စွာတောက်သုံးဖို့လိုပါတယ်နော်။ ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်ဒီ channel လေးကို like and subscribe လေးလုပ်ပေးသွားပါအောင်နော်အားလုံးပဲရေတက်ပြေဝပြီးအသက်ရှင်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေရှင်